င်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်ယနေ့ကင်းတီရရှိထားတဲ့သတင်းတွေတွေကမှအထူးခြားသတင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ29ရက်နေ့အတွက်အထူးခြားသတင်းတွေကတော့မြန်မာစစ်တပ်ကဆေးရုံဇဝဲမှုများအတွက်ကျူးလွန်သူများနဲ့တမူးများရဲ့ကိုရေးချက်လက်များကို IIMM ကစုဆောင်းနေတယ်ဆိုတဲ့သတင်းတောင်ကိုရီးယားကို Trump ရောက်မလာခင်မှာမြောက်ကိုရီးယားကဒုံးကျည်စမ်းသက်တယ်ဆိုတဲ့သတင်း ပြည်သူဒေါ်လာရေးကိုပြည့်ရည်ပြူစော်ကားခဲ့တဲ့အမှုပညာရှင်တွေကိုရေးယူမယ်လို့ရန်ကုန်ဒေါ်လာရေးအင်အားစုတွေကထုတ်ပြန်လိုက်တဲ့သတင်းမူးမျိုးနယ်နဲ့တရချောင်းမျိုးနယ်ရှိခြေရွာများကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှုမှာနေအိမ်114လုံးပျက်ကျသွားတယ်ဆိုတဲ့သတင်းအကွေးတိုင်းရဲမှုကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်တန်းမင်းတို့မျိုးမှာတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းရွှေဘုံမျိုးနယ်နဲ့စင်ကူးမျိုးကိုဆက်သွယ်ထားတဲ့ဇဒနာတိန်ခတရားမိုင်းခွဲခံရမှုကြောင့်ပျို့ကျပျက်စီးသွားတယ်ဆိုတဲ့သတင်း တက်တက်နဲ့ TNLA တက်တို့အပြစ်ခတ်ရစဲရေးသဘောတူညီလိုက်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့မြန်မာစစ်တပ်ကစစ်ရာဇဝတ်မှုများအထွတ်ကျူးလွန်သူများနဲ့တပ်မှုများရဲ့ကိုယ်ရေးချက်လက်များကိုစုဆောင်းနေတယ်လို့ IIMM ကထုတ်ပြောလာတယ်ဆိုတဲ့သတင်းမှာမြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝတ်မှုများအထွတ် ျူးလွန်သူများနဲ့တပ်မှုများရဲ့အကိုရေးချက်လက်တွေကိုစုဆောင်းနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ဒီယာအကြီးအကဲနီကိုလက်ခွန်ကျန်ဟာမနေ့ကအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားသူများပေါ်နှိမ်ပန်းနှိပ်စက်မှုဒိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမျိုးမျိုးသောကျူးလွန်နေသော ထောက်ထားများကိုစုစည်းထားပြီးတော့ကျူးလွန်သူများနဲ့တပ်မှုများရဲ့ကိုယ်ရေးချက်လက်များကိုစုဆောင်းထားကြောင် လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတကာရာဇဝတ်မှုဖြစ်ပွားမှုအကျဉ်းရည်နဲ့ပြင်းထန်မှုများမြင့်တက်လာခဲ့ကြောင်း IMM အနေနဲ့တပ်သိချက်ဖက်ဆိုချက်ပေါင်း600ကျော်အပါအဝင်အထောက်အထားရင်းမြစ်ပေါင်း1300ကျော်နဲ့ဆောင်ရွက်ဆက်သွယ်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဒါအပြင်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုများကိုပုံမအားထားလာပြီးတော့သာတင်ကျောင်းများဆေးရုံများနေအိမ်များနဲ့ဘာသာရေးအဆောက်အဦများကိုတိုက်ခိုက်နေမှုများကိုဦးစားပေးစုံစမ်းစစ်ဆေးနေကြောင်း 2019ခုနှစ်ချင်းလင်းစစ်စင်ရေးကာလအတွင်းမှာရိုဟင်ဂျာများရဲ့ပိုင်ဆိုင်မှုများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းနဲ့တည်ယူခြင်းအကြောင်းစီစစ်သုံးသက်ချက်အစီရင်ခံစာအချင်းချုပ်ကိုစတင်ပါလအတွင်းထုတ်ပြန်ခဲ့ကြောင်းရင်းစီရင်ခံစာများတွင်ရိုဟင်ဂျာများရဲ့နေအိမ်စီးပွားရေးလုပ်ငန်းများနဲ့ဘာသာရေးအဆောက်အဦများဖျက်ဆီးခံခဲ့ရပုံလက်ကြားဆောင်ရဲတပ်ဖွဲ့ခြေဆိုင်စခန်းများအစားထိုးတည်ဆောက်ထားမှုများကိုစုံစမ်းစစ်ဆေးနေကြောင်းပြောဆိုခဲ့ပါတယ် တခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေပုံမိုပြီးတော့ပြင်းထန်နေပါတယ်။တခိုင်တပ်တော်ကပြည်နယ်အတွင်းနေမြေအများစုကိုသိမ်းပိုက်ထားပြီးတော့စစ်တပ်ဘက်ကလည်းပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုမုံကျဲတိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်နေပါတယ်။လူမျိုးစုပေါင်းစုံကရဲသားတွေကဆင်းရဲဒုက္ခရောက်နေကြပါတယ်။လူဝင်ကြတွေကိုစစ်တပ်နဲ့တခိုင်တပ်တော်နှစ်ဖက်စလုံးမှာစစ်သားအဖြစ်စုဆောင်းပြီးတော့လူဝင်ကြလက်နက်ကင်ဖွဲ့တွေကလည်းလက်ရှိတိုက်ပွဲတွေမှာပါဝင်နေပါတယ်။ရဲသားတွေကိုပြစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှုတပ်ဖြတ်မှုမရိမှုနှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ငပ်ပြက်ခေါင်းပါမှုကြုံနေရတဲ့သူတွေစီကို ပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုတားဆီးဟန့်ထားတဲ့ဖြစ်ရပ်တွေနဲ့ဆိုင်တဲ့တပ်သေးထောက်ထားတွေကိုရန်ရဲကစုဆောင်းနေပါတယ်။တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုမှတ်တမ်းပြုစုဖို့ရန်ရဲကဒီဖြစ်ရပ်တွေကိုမျက်မြင်တွေ့ခဲ့သူတွေနဲ့တိုက်ရိုက်ဆက်သွယ်ခဲ့ပါတယ်။ဒါအပြင် တ်ပုံတွေနဲ့ပွင့်လင်းရင်းမြစ်မှာရရှိနိုင်တဲ့ထောက်ထားတွေကိုစီစစ်ခြင်းနဲ့အတည်ပြုခြင်းတွေလှုံ့ဆော်နေပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အချက်လက်တွေကိုမျှဝေပေးလိုသူတွေအနေနဲ့လည်းကျွန်တော်တို့ကိုဆက်သွယ်ပေးဖို့တောင်းဆိုပါတယ်။မြန်မာစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးစီကအချက်လက်တွေရရှိဖို့ရန်နေရကဆက်သွယ်ခဲ့ပေမဲ့ဒီနေ့အထိနှစ်ဖက်စလုံးကဥပပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်းအတည်ပြုလိုပါတယ်လို့ပြောဆိုခဲ့ပါတယ်။ရရှိသောအထောက်အထားများကိုနိုင်ငံတကာရာဇဝတ်ခုံရုံးကတရားလိုရှေ့နေုံ အာဂျင်ဒီးနားဖက်ဒရယ်ဓာဇွေးခုံရုံးကစုံစမ်းစစ်ဆေးရေးတရားသူကြီးတို့ကအသုံးပြုနေကြောင်းမြန်မာနိုင်ငံကလူမျိုးပြုံးစေမှုကိုဒါစီရန်နဲ့ပြစ်ဒဏ်ချမှတ်ရန်သဘောတူစာချုပ်ပါတာဝန်ဝတရားများကိုပြက်ကွက်ခဲ့မှုနဲ့နမ်ဘီယာနိုင်ငံကဆွဲဆိုထားတဲ့နိုင်ငံတကာတရားရုံးအမှုမှာလည်းအသုံးပြုရန်အချက်အလက်များကိုရန်နီးယားကမျှဝေပေးနေကြောင်းသိရှိရပါတယ်ခင်ဗျာမြန်မာနိုင်ငံတွင်ကျူးလွန်နေသည့်ဓာဇွေးမှုများအတွက်အသုံးပြုခဲ့တဲ့လက်နက်နဲ့စည်ရေးသုံးကိရိယာများကိုရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေများကိုချိုးဖောက်နေခြင်းရှိမရှိစုံစမ်းစစ်ဆေးနေတဲ့နိုင်ငံများနဲ့လဲ IMM ကဥပပေါင်းဆောင်ရွက်နေကြောင်းသိရှိရပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကဒဏ္ဍာရကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးရင်းမြစ်တွေစီစဉ်ချထားပေးခဲ့ကြောင်းလက်ရှိအချိန်မှာစုံစမ်းစစ်ဆေးပေးရမယ်ဒါဇဝိမှုအရေးအတွက်ကငကူမြုံမန်းထားတာထက်တော်တော်လေးကြော်လွန်နေကြောင်းသိရှိရပါတယ်။ တာဝန်ခံမှုနဲ့နိုင်ငံတကာတရားမျှတမှုဟာအရေးကြီးတဲ့လမ်းလျှောက်နှန်းကွာကိုရောက်နေပါတယ်မြန်မာနိုင်ငံမှာကျူးလွန်တဲ့ယာဇဝဲမှုတွေအတွက်တရားမျှတမှုရရှိအောင်ကြိုးပမ်းခြင်းကမြန်မာနိုင်ငံကယာဇဝဲမှုကျူးလွန်သူတွေသာမကပြစ်မှုကျူးလွန်သူတွေအားလုံးကိုအရေးကြီးတဲ့သတင်းစကားတစ်ခုပေးပို့နိုင်ပါတယ်အရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အခါနိုင်ငံတကာဥပဒေကိုလစ်လျူရှုတဲ့အခါနိုင်ငံတကာတိုင်းဝိုင်းကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကိုတရားစီရင်နိုင်ဖို့ဒီခန်းထဲမှာရှိနေကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်တို့အသိရှိနေပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ဒီယာအကြီးအကဲနီကိုလက်ခွန်ချန်ကပြောကြားခဲ့ပါတယ်။နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်မရောက်လာခင်အချိန်မှာမြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်တယ်ဆိုတဲ့သတင်းမှာ တောင်ကိုရီးယားနိုင်ငံစီကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ခြေမချခင်မှာမြောက်ကိုရီးယားကခရစ်ဒုံးကြီးတွေစမ်းသပ်ပစ်ခတ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနရဲ့အော်တိုဘာလ29ရက်နေ့သတင်းမှာတော့စစ်တပ်ဟာမြောက်ကိုရီးယားရဲ့ဂျန်သူနိုင်ငံတွေကိုသတင်းစကားပေးပို့ဖို့ရည်ရွယ်ပြီးခရစ်ဒုံးကြီးတွေကိုနိုင်ငံအနောက်ဖက်ကမ်းလွန်ရေးပြီးမှပစ်ခတ်ခဲ့တာလို့ဖော်ပြခဲ့ပါတယ်။ KCNA ရဲ့အစိုးရအော်တိုဘာ28ရက်နေ့မှာပင်လယ်ပြင်ကနေ ကုန်းကြီးပြစ်မှတ်တွေစီတိုက်ခိုက်နိုင်တဲ့ Chris ဒုံးကြီးတွေကိုစမ်းသပ်ခဲ့တာလို့သိရပါတယ်။အဲ့ဒီဒုံးကြီးတွေကို downline အနေထားမျိုးနဲ့ချိန်ရွယ်ပြစ်ခတ်ခဲ့ပြီးနေထဲမှာနှစ်နာရီကြာပြန်တန်းနေခဲ့တယ်လို့ KCN တွေကဆိုပါတယ်။ပင်လယ်ဝါကြီးပြစ်မှတ်လို့ဆောင်နေတဲ့လက်နက်စမ်းသပ်မှုကိုမြောက်ကိုရီးယားစစ်တပ်ရဲ့ထိတ်တန့်အရာရှိတအူးဖြစ်တဲ့ပတ်ကြောင်ရှင်ကကြီးမှုခဲ့ပြီးမြောက်ကိုရီးယားနျူကလ িয়ার တပ်တွေအတွက်ရေးပါတဲ့ကာကွယ်ရေးစီမံအားပြေမှုတစ်ခုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ KCN တွေက ပြောပြခဲ့ပါတယ်။ Face တုံးကြီးစမ်းသပ်မှုတွေကတိုက်စစ်ဟာအကောင်းဆုံးခံစစ်ဖြစ်တယ်ဆိုတဲ့သဘောတရားကိုအခြေပြုပြီးရန်သူနိုင်ငံတွေကိုဟန်တားဖို့ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်းနိုင်ငံရဲ့နျူကလ িয়ার တိုက်ခိုက်ရေးစွမ်းရည်ကိုစင်စက်မပြတ်မြင့်တင်နေဖို့မှာသူတို့အတွက်တာဝန်ရှိကြောင်းပြောကြခဲ့ပါတယ်။ France ကအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဒီလာကန်ကိုတက်ရောက်ဖို့အတွက်အော်တိုဘာ29ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံပူဆန်မြို့ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ၅ရာကြာအာရှခီးစဉ်အဖြစ်မလေးရှားနဲ့ဂျပန်တို့ကိုတွားရောက်ခဲ့ပြီးတော့အဲ့ဒီကနေတဆင့်တောင်ကိုရီးယားမှာစီဝေးတက်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။တောင်ကိုရီးယားမှာရှိနေချင်းအတော်တွင်ဖန်ကတရုတ်တမရရှီကျင်းဖင်နဲ့လည်းတွေ့ဆုံပြီးနှစ်နိုင်ငံကုံသွယ်ရေးကိစ္စတွေကိုဆွေးနွေးဖို့စီစဉ်ထားပါတယ်။ဖရန့်ကသူ့ရဲ့ဒုတိယတမရတပ်တန်းအတွင်းပထမဆုံးကိုရီးယားကျွန်းဆွယ်ခီးစဉ်မှာခွင့်ရရမယ်ဆိုရင်မြောက်ကိုရီးယားအဓိပတိကင်ဂျုံအွန်းနဲ့တွေ့ဆုံခွင့်ရဖို့လဲမျှော်လင့်ကြောင်းပြောပါတယ်။ ူရဲ့ပထမတက်တန်းတုန်းက France က K နဲ့တွဲဆုံဆွေးနွေးမှုတွေရှိခဲ့မှုပါတယ်။မြောက်ကိုရီးယားဆိုရဘက်ကတော့ American ကသာလက်တွေ့မကြတဲ့တောင်းဆိုမှုဖြစ်တဲ့မြောက်ကိုရီးယားနျူကလီးယားလက်နက်တွေပြီးတိုင်ဆွန့်လွှတ်ရေးကိစ္စကိုမိတ်ထားလိုက်မယ်ဆိုရင်နှစ်ဖက်ဆွေးနွေးမှုပြန်ဆဖို့လမ်းဖွင့်ပေးထားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်အထူးခြားသတင်းတစ်ပုဒ်ကိုပြောပြရမယ်ဆိုရင်ပြည်သူတော်လှန်ရေးကိုပြည့်ရည်ပြူစော်ကားခဲ့တဲ့အမှုပညာရှင်တွေကိုအရေးယူမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေကပြောကြားရဆိုတဲ့သတင်းမှာပြည်သူလူထုကိုအကြမ်းဖက်နေတဲ့စေအုပ်စုရဲ့လုံရက်ကိုကာကွယ်ပေးပြီးတော့ရွေးကောက်ပွဲကိုဝါဒဖြန့်ပင်းနေသလိုပြည်သူတော်လှန်ရေးကိုပြည့်ရဲ့ပြူစော်ကားနေတဲ့အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ရေးယူသွားမယ်လို့ရန်ကုန်တော်လှန်ရေးအင်အားစုတွေကအသိပေးထားပါတယ်ကျွန်တော်တို့ရန်ကုန်မှာရှိနေတဲ့အဖွဲ့တွေစုပြီးတော့အခြေညာချက်ထုတ်တာပါအကောင်တွေတဲကဘဲကောင်တွေမဆိုတွေ့တဲ့နေရာမှာတိုက်ခတ်ရှင်းလင်းသွားမှာပါလို့ရန်ကုန်အာမေအဖွဲ့ကတာဝန်ရှိသူကပြောပါတယ် နုပညာမြေခံအကြမ်းဖက်စစ်တပ်လက်ကင်ဒုတ်တွေကိုပြင်းထန်စွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာချက်ကိုအော်တိုဘာ28ရက်နေ့မှာရန်ကုန်တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ရန်ကုန်အာမီ YA တရှဲရူ Operation Frame OF မာဒါဆမ်ရန်ကုန် Force နဲ့ Broken System ဖွဲ့တွေကပူးပေါင်းထုတ်ပြန်ထားတာပါအဲ့ဖက်ကွက်စားတွေကိုပြောချင်တာဒီတော်လှန်ရေးကာလ2020ခုနှစ်နောက်ပိုင်းသူတို့ဘာသာမလုပ်နိုင်နေကျွန်တော်တို့လက်လူရှုပေးထားတယ်အခုက အမားကိုအမှန်လိုလှုပ်ပြီးဒေါ်လာရေးကိုပုံဖြတ်စစ်တပ်နဲ့ပလင်းတူဘူးဆိုလှုပ်ပြီးတော့ဝါရဖြန့်အစိတ်ခတ်လာတာကိုတော့လုံးဝခွင့်မလွန်နိုင်ဘူးကြော်မသွားပေးနိုင်ဘူးလို့ operation frame ဖွဲ့တာဝန်ရှိသူကပြောကြားထားပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇက်ကားမှာနေတူမြင့်မြတ်နေဝင်းအေဂျင့်မောင်ချူလေးမင်းမြင့်မိုးနှပြောကျော်အောင်ခိုင်တို့ကအဓိကပါဝင်တရုပ်ဆောင်ထားခဲ့တာပါကျွန်တော်တို့ယူဂျီတွေက ပြည်သူအပေါ်မျက်နှာမူပြီးရက်တည်ကြတဲ့သူတွေပါပြည်သူလိုမရှိတဲ့မြည်သူမဆိုကျွန်တော်တို့ရဲ့ကျန်သူပါပဲပြည်သူကြွေးတာစားပြီးပြည်သူကိုစိတ်ခတ်နေတဲ့လူတရိတ်ဆန်တွေကိုကြကျွန်တော်တို့မကြည့်နိုင်ပါဘူးလို့ရန်ကုန်အာမေကတာဝန်ရှိသူကပြောကြားခဲ့ပါတယ်ကျွန်တော်တို့ရန်ကုန်မှာတကယ်ရှိနေတဲ့အဖွဲ့တွေစုပြီးတော့ပြည်ညာချက်ထုတ်တော့ပါအဲ့ကောင်တွေတဲကဘဲကောင်တွေမဆိုနေရာမှာဟော sorry ကျွန်တော်တို့ဒီမိထားပါ ကျွန်တော်တို့ရန်ကုန်မှာရှိနေတဲ့အဖွဲ့တွေစုပြီးတော့ချိန်ညာချက်ထုတ်တာပါ။အကောင့်တွေတဲကဘဲကောင်းနေမဆိုတွေ့တဲ့နေရာမှာတိုက်ခတ်ရှင်းလင်းသွားမှာပါလို့ရန်ကုန်အာမေအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။နုပညာမြေခမ်းအကြမ်းဖက်စစ်တပ်လက်ကင်ဒုတ်တွေကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းချိန်ညာချက်ကို အော်တိုဘာ28ရက်နေ့မှာရန်ကုန်တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ရန်ကုန်အာမေ YA The Shadow Operation Frame OF မာသာဆမ်ရန်ကုန် Force နဲ့ Broken System ဖွဲ့တွေက ပူးပေါင်းထုတ်ပြန်ထားတာပါအဲ့ဖက်ကွက်စားတွေကိုပြောချင်တာဒီဒေါ်လာရေးကာလ2020ခုနှစ်နောက်ပိုင်းသူတို့ဘာသာဘာလုံးနေနေကျွန်တော်တို့လစ်လူရှုပေးထားတယ်အခုကအမားကိုအမှန်လိုလုပ်ပြီးဒေါ်လာရေးကိုပုံဖြတ်စစ်တက်နဲ့ပလင်းတူဘူးဆိုလုပ်ပြီးတော့ဝါရဖြန့်အစိတ်ခတ်လာတာတော့ကိုတော့လုံးဝခွင့်မလွန်နိုင်ဘူးကြော်မသွားပေးနိုင်ဘူးလို့ operation frame ဖွဲ့တာဝန်ရှိသူကပြောကြားထားပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇက်ကားမှာနေတူ မြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမေမြင့်မိုးငပြောကျော်အောင်ခိုင်တို့ကအဓိကပါဝင်တရုတ်ဆောင်ထားခဲ့တာပါကျွန်တော်တို့ယူဂျီတွေကပြည်သူအပေါ်မျက်နှာမူပြီးရက်တည်ကြတဲ့သူတွေပါပြည်သူလိုမရှိတဲ့မြေသူမဆိုကျွန်တော်တို့ရဲ့ကျန်သူပါပဲပြည်သူကျွေးတာစားပြီးပြည်သူကိုစိတ်ခတ်နေတဲ့လူတရိတ်ဆန်တွေကိုကြကျွန်တော်တို့မကြည့်နိုင်ပါဘူးလို့ရန်ကုန်အာမေကတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။အာဝင်နဲ့အနုပညာရှင်တွေရဲ့အချက်အလက်တွေကိုလည်းရရှိထားပြီး နုပညာလောကကအဲ့ဒီနုပညာရှင်တွေရဲ့သတင်းတွေကိုပေးပို့နေသူတွေရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်။အဲ့ဒီဝါရဖြန့်ဇလန်းမှာပါဝင်တဲ့အသရုပ်ဆောင်တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ပေးနေသလိုတော်လန်ရေးဘတ်တော်သားပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ CDN တွေကိုပြည့်ရဲ့ပြုတဲ့သကလုံးတွေပြောကြားခဲ့ပါတယ်။ဒါကြောင့်ဇလန်းထုတ်လွှင့်ပြီးချိန်မှာတော်လန်ရေးအင်အားစုအပါအဝင်ပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ ဒီလိုတွေအနေနဲ့ကတော့တည်တည်ချာချာလေး white core နဲ့ social punishment ကိုထိထိရောက်ရောက်လုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်လို့ operation frame ကတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။ထုတ်ပြန်ချက်ထုတ်တဲ့အဖွဲ့တွေကလက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်နေတဲ့နေရာတွေကိုစစ်ရေးပြစ်မှတ်နေတဲ့တိုက်ခိုက်နေကြတာပါ။ pressure တွေရှူတွေနေမှာသွားပြီးဆက်ဆလူထနေကြတဲ့ဟာတွေလည်းစင်စင်ချင်းချင်းနေကြဖို့တတိပေးတယ်လို့ရန်ကုန်အာမေအဖွဲ့ကတာဝန်ရှိသူကအတိပေးထားပါတယ်။ ီတာသတင်းတပုတ်ကိုဆက်ပြောရမှာဆိုရင်စစ်ကောင်စီတက်တဲ့ TNL တက်အပြစ်ခတ်ရစိုင်းသဘောတူညီလိုက်ပြီဆိုတဲ့သတင်းမှာတိုက်ပွဲပြင်းထန်နေတဲ့စစ်ကောင်စီတက်နဲ့တအောင်တက် TNL တက်တို့ကြားမှာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်အပြစ်ရသဘောတူနမတ်ရေးထိုးလိုက်ကြောင်းတအောင်ဘက်ကဒီနေ့အော်တိုဘာ29ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကပြီးခဲ့တဲ့အော်တိုဘာ29-28ရက်နေ့မှာတရုတ်ပြည်ကုမင်းမွန်မှာလုပ်ခဲ့တဲ့၉ချိန်မြောက်ဆွေးနွေးပွဲကနေ ပြည့်ရက်သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်မှာတောင်ဘက်ကတိမ့်ပိုက်ရရှိထားတဲ့မိုးကုတ်မိုးမိတ်မျိုးတွေကနေတက်တွေပြန်ဆုပ်ရမှာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းတအောင်းဒေသကိုလေချောင်းကနေဘုံကျဲခြင်းထိုးစစ်ဆင်ခြင်းမပြုလုပ်ဘဲရောက်တဲ့နေရာကနေအပြည့်ရက်ရမှာလို့ဆိုထားပါတယ်။အဲ့ဒီသဘောတူညီချက်ကဒီနေ့29ရက်နေ့မှာစတင်အသက်ဝင်ပြီးဖြစ်ကြောင်းလဲထုတ်ပြန်ချက်မှာပါရှိလာပါတယ်။ နောက်ထပ်အထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမှာဆိုရင်မကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှန်းကမင်းတို့မျိုးနယ်မှာမိုင်းဆွဲပြစ်ခတ်ခံရတာကြောင့်ရဲမှူးကြီးကျော်စိုးဝင်းသွားတယ်ချွတ်ထွက်ကအပြင်းထန်ဒဏ်ရာရရှိ၍စိတ်ယုံတင်ထားရတယ်ဆိုတဲ့သတင်းမှာမကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှန်းကမင်းတို့မျိုးနယ်မှာမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက်ရဲမှူးကြီးကျော်စိုးဝင်းကသွားများချွတ်ထွက်ဒဏ်ရာအပြင်ဒဏ်ရာပြင်းထန်ရရှိပြီးတော့ ခြေရုံတင်ထားရကြောင်းရဲဘက်သတင်းရင်းမြစ်ကလည်းပြောဆိုပါတယ်။အော်တိုဘာလ28ရက်နေ့မိုးလွဲ12နာရီ50မိနစ်ခန့်မှာမင်းတို့မျိုးနယ်မဲစလီကျွရနဲ့ဝင်းတွင်းကျွရရှားမှာရှိတဲ့ပသိမ်မုံရွာလမ်းမိုင်းပေါ်မှာမင်းတို့မျိုးဘက်ကဝင်းတွင်းကျွရဘက်ကိုမောင်းနှင်လာတဲ့မကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ကားလေးစီးပါရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမကွေးတိုင်းရဲမှူးကြီးမှာရဲလုပ်ငန်းစစ်ဆေးရေးအတွက် နေမြေကိုစင်းချိန်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလက်တလောရဲမှူးကြီးကျော်မစိုးဝင်းမှသွားများကျွတ်ထွက်ခြင်းအပြင်းထန်တံရဖြင့်ခံစားနေရကြောင်းသိရှိရပါတယ်။တံရမြေကြီးကျော်စိုးဝင်းကတော့တံရအပြင်းထန်ရသွားတယ်။လောလောဆယ်ကတော့မင်းတုံးကနေပြည်ကိုတိုက်ရိုက်မောင်းသွားပြီးတော့ပြည်မှာရှိတဲ့စစ်ဆေးရုံမှာလို့တော့သိရတယ်။အသက်အန္တရာယ်စိုးရင်ရတယ်လို့လည်းသိရတယ်။သွားတွေပါကျွတ်ထွက်ကုန်တာလို့ရဲဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ ဘားရန်ကိုတိုက်ခတ်မှုပြီး4 week ကားတစီးကမိုင်းထီမန်ကမောင်းပြေးသွားရမှာဆိုပါကားကို တော်လန်ရေးတပ်ဖွဲ့များကတိုက်လံပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းခုနောက်ကားပေါ်ပါလာသောစစ်သားများက မိုင်းထီမန်လာသောကားကိုရထားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကြံကား3စီးပေါ်ခေါ်ဆောင်သွားပြီးဖက်ပြေးမောင်းနေသွားကြောင်းသိရပါတယ်ရမူကြီးကျော်ဆိုးဝင်းရဲ့ကားတန်းကိုတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်တပ်ကမျက်မြင်၄ဦးထိခိုက်သေးဆုံးနိုင်ပြီးတော့ 7.62G 98တောင့် G3G 24တောင့်ပါပိုင်း G 18တောင့်ခြေ3ဆောင်ပစ္စည်းတချို့နဲ့ငွေသား3သိန်းကျပ်တို့ကိုသိမ်းဆီးနိုင်ခဲ့ကထားခဲ့တဲ့ကားတစ်စီးကိုလည်းမီးရှို့နိုင်ခဲ့တယ်လို့ပြောဆိုပါတယ်။ဆိုပါတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်၄တရင်ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအချမ်းဘတ်စစ်တပ်ကမင်းတို့မျိုးအဝင်၅မိုင်စစ်စေးရိတ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လဲ ဒေါ်လာရေးရဲဘော်များအထီးကိမ်းမရှိစုခွာနိုင်ခဲ့ကြောင်းဒေသပြည်သူများနဲ့ပြီးသွားပြည်သူများအနေနဲ့ဂျမ်ဘတ်စစ်တပ်ရဲ့ရန်ကားနေမှုများကို U-site နေထိုင်သွားလာကြရန်တရက်ခရိုင်အမှတ်လေးတရင်ကသတိပေးခဲ့ပါတယ်။နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့မူးမြို့နယ်တရချောင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးမှု နေအိမ်134လုံးတိတိကျကြခဲ့တယ်ဆိုတဲ့သတင်းမှာအကိုတိုင်းမူးမြို့နယ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေကို ဂျမ်ဘတ်စစ်တပ်ကမိရှုဖျက်ဆီးတာကြောင့်နေအိမ်134လုံးပျက်ကြခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူများစီကနေသိရှိရပါတယ်။အော်တိုဘာ10ရက်နေ့မှာမူးမြို့နယ်ဝန်ဒလာကြီးရွာကိုဂျမ်ဘတ်စစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူပိုင်းနေအိမ်82လုံးကိုမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်အော်တိုဘာ25ရက်နေ့ကလည်းမိထဝယ်လမ်းဘေးမှာရှိတဲ့လဘရွာကိုတရချောင်းမျိုးကဂျမ်ဘတ်စစ်တပ်ရဲ့ ခလာရ403 404 405တရင်တွေပူပေါင်းထားတဲ့စစ်ကြောင်းကဝင်ရောက်စီးနှင်းပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဂျမစစ်တပ်ရဲ့မိရှုဖျက်ဆီးခြင်းကြောင့်တပကြီးရွာက နေအိမ်42လုံးပြီးလောင်ပြာကျခဲ့ပြီးတော့ပြည်သူများလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။တရချောင်းမြို့ပေါ်ကစစ်ခွေးတွေကမိထဝဲကားလမ်းကိုစစ်ကြောင်းထိုးပြီးတပကြီးရွာကိုဝင်ရောက်စီးနှင်းမိရှုသွားတာနေအိမ်40ကျော်ပြာကျသွားတယ်။ ပြည်သူတွေလည်းဘေးလွရာထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတအုပ်စီကနေကြားသိရပါတယ်။ထို့ပြင်စက်တင်ဘာ30ရက်နေ့ကလည်းတရချောင်းမြို့နယ်ကြောက်လီကချေးရွာကိုတမ်ဘဆက်တက်ကဝင်ရောက်စီးနင်းပြီးပြည်သူပိုင်းနေအိမ်53လုံးကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရပါတယ်။အကြမ်းမဆက်တက်ရဲ့ထိကျရာဒေသများအတွင်းမှာတူယောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်ငြင်းငြင်းနေသလိုပြုမှုနေတော်လဲကော်တူလီထိချုပ်မှုနယ်မြေများအတွင်းနဲ့ ော်လာရေးတပ်ဖွဲ့များထိန်းချုပ်ရာဒေသများအတွင်နေထိုင်တဲ့အရသာပြည်သူလူထုများအားပြစ်မှတ်ထားပြီးနေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း KNU ကပြောဆိုထားပါတယ်။နောက်ဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ရွှေဘုံမြို့နယ်နဲ့ရှင်ကူးမြို့တို့ကိုဆက်သွယ်ထားတဲ့ရတနာတင်ခတရာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးသွားပြီးတော့စစ်တပ်ကတော်လည်တက်များရဲ့လက်ချက်လို့ဆွဆွဲတယ်ဆိုတဲ့သတင်းမှာသခိုင်းတန်းရှိဖို့မျိုးနဲ့ တောင်မြောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားတဲ့စတနာတင်ခတရားကမိုင်းခွဲခံရမှုကြောင့်ကျိုကျပျက်စီးသွားပြီးစစ်တပ်ကဒေါ်လာရေးတပ်ဖွဲ့များရဲ့လက်ချက်လို့ဆွဆွဲထားပါတယ်။ဒီနေ့အော်တိုဘာလ29ရက်နေ့နနက်6နာရီ20မိနစ်အချိန်မှာစတနာတင်ခတရားမိုင်းခွဲခံရမှုကြောင့်တရားရဲ့အခန်းနှခန်းကျိုကျပျက်စီးခဲ့ကြောင်းအဆိုပါမိုင်းခွဲခံရမှုကြောင့် AOD တရားစတနာတင်ခ RP4 RP5 တရားတံပေါင်း 112မီတာ RP6 RP7 တရားတံပေါင်း112မီတာနှခမ်းမန္တလေးတိုင်းဒေသကြီးစင်ကူးဘတ်အချမ်းမှာတိုးကျပျက်စီးသွားကြောင်း သိရှိရပါတယ်။တရားမိုင်းကွဲခံရတာကမှန်ပါတယ်။အဲ့ဒီလမ်းနဲ့တရားကိုလုံခြုံရေးယူထားတာကတရားတစ်ဖက်မှာကစစ်တပ်ထိုင်ချထားတော့ကိစ္စမရှိပဲတော်ရုံမသွားကြဘူး။စင်ကူးဘတ်ကိုရွှေဘိုကနေစစ်ကြောင်းတွေလာရင်တော့တရားကဖြတ်လာတာတော့တောက်လျှောက်ပဲ။တရားကျိုးကျသွားတာကတော့ဟုတ်တယ်။ ။လမ်းမဆက်တော်ရေးကတော့ခတ်သွားမှာလို့ဒေတာခံပြည်သူတို့အုပ်ကပြောပါတယ်။အဆိုပါတရားကို2010ခုနှစ်ဧပြီလ16ရက်နေ့ကနေစတင်ပြီးဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့2013ခုနှစ်မေလ19ရက်နေ့မှာတန်ပေါင်း6ခန်းတက်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်းတရားကြီးမှာနှလန်းသွားကားလန်းတရားဖြစ်ပြီးတော့တရားပေါ်မှာအကျယ်28ပေရှိနှလန်းသွားကားလန်းနဲ့တစ်ဖက်လင်း3ပေစီရှိတဲ့လူသွားလမ်းများရှိကြောင်းပင်မတရားရှိ2218ပေ ေဘုတ်ဘတ်ချန်ချင်းကတ်တရားရှိ66ပေနဲ့စင်ကူဘတ်ချန်ချင်းကတ်တရားရှိ196ပေရှိပြီးတော့စုစုပေါင်းတရားရှိမှာ ပေ2480ရှိသောတန်ကူကွန်ကရစ်လွန်တူးပိုင်တိုင်းအုံမြင့်နဲ့တန်ကူကွန်ကရစ်တိုင်းကိုရံမျိုးစားဖြစ်ကြောင်းတရားပေါ်မှာတံမတိတံပေါင်းနဲ့တန်ကူကွန်ကရစ်ကျန်းချင်းဖြစ်ကြောင်းသိရပါတယ်ဒီကနေ့အော်တိုဘာလ29ရက်နေ့ရဲ့ထူးခြားသတင်းတွေကိုပြောပြပေးသွားတာဖြစ်ပါတယ် ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်